အရကတတော်အေဟာရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့အေယာဝီတိုင်းစစ်မျက်နှာတွေမှာ ခုခံတံပြန်စစ်ဆင်နွှဲနေတယ်လို့နိုဝင်ဘာလ17ရက်နေ့မှာအေကသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်လုံးနီးပါးထိန်းချုပ်ထားတဲ့အေဟာမကွေးပဲခူးနယ်ရခိုင်ပြည်နယ်တွေထဲထိစည်ရေးထိုးပေါက်နေတာဖြစ်ပြီးလက်တလောစစ်စင်ရေးတွေအတွင်းမှာအာနာသိစစ်တပ်ကအလံပြူထောင်လက်နက်ချဖမ်းဆီးရမိသူစုစုပေါင်း90ကျော်ရှိတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ ဧရာဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့ကနေဆက်ဆက်ထားတဲ့ကွာငတိုင်းချောင်းလန်းတောင်ကုတ်တောင်ကြားလန်းအန်းတောင်ကြားလန်းတွေဟာရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေဖြစ်လို့အေအတွက်စည်ပြူဟာရအရေးကြီးတဲ့နေရာတွေဖြစ်တယ်လို့စည်ချီနေသိရှိသူတွေကဆိုကြပါဗျ။အဲ့တော့သူတို့ကတော့ခုခံစစ်လို့ပြောတာဒီနေရာကြီး၃ခုဟာကိုပဲဧရာဝတီပေါ့နော်ဧရာဝတီရဲ့ပဲခူးရဲ့နိုင်ရီကန်ရဲ့ပေါ့နော်အဲ့ဒါကြီးဟာကိုပဲပြောရမယ်ဆိုရင်အေရာ ဒီပြီမာတဲ့ကိုဝင်ပြီးတိုက်ဖို့ထက်ဒီအပေါက်သုံးပေါက်ကနေရခိုင်ပြည်နယ်တဲ့ကိုပြန်ဝင်လာမှာဆိုတဲ့အတွက်ခံစစ်စခိုင်းတွေကိုရှေ့ထုတ်ပြီးတော့ကာထားတာပေါ့အဲ့တော့သူတို့ရဲ့ခံစစ်စီးပေါ့နော်အဝေးစီးလို့ပြောရမှာပေါ့အဝေးစီးကိုလာပြီးစစ်တပ်ကနေမျိုးစုံနဲ့တိုက်နေတဲ့အနေအထားမျိုးလိုပဲပြောရမှာပေါ့စစ်သဘောအရဆိုရင်တော့ အေထိန်ချုပ်ထားတဲ့ရခိုင်ပြည်နယ်တဲကတောင်ကုန်းမြို့နယ်စစ်ကော်မရှင် ထိန်ချုပ်မှုအောက်မှာရှိတဲ့ပဲခူးတိုင်းအုံရှိပင်မြို့ကိုတောင်ကုန်းတောင်ကြားလမ်းနဲ့အဓိကဆက်သွယ်ထားပါတယ်။ပဲခူးတိုင်းအဝင်မှာရှိတဲ့ညောင်ကျိုးညောင်ချတော့အုံရှိပင်ပဒေါင်းစတဲ့နေရာတွေဟာရခိုင်ပြည်နယ်တဲစစ်ကော်မရှင်တပ်တွေဝင်ရောက်နိုင်တဲ့အချက်အချာကြားတဲ့နေရာတွေဖြစ်လို့အေအနေနဲ့စည်ရေးဗျူဟာအရထိန်းထားရမယ့်ဒေသတွေဖြစ်တယ်လို့စစ်ကော်မရှင်အတွက်လည်းစစ်လက်နက်တွေထုတ်လုပ်ပေးနေတဲ့ ကာကွယ်ရေးပစ္စည်းစက်ယုံကပ္ပဆစက်ယုံတွေ ရှိနေတာဖြစ်လို့နှစ်ဖက်လုံးအတွက်အယုံဆိုင်ရတဲ့မျိုးဖြစ်တယ်လို့စီးအကဲခတ်တွေကပြောပါတယ်ဒီဒေတာတွေအတွင်းမှာပဲကပ္ပဆ9ကပ္ပဆ6ကပ္ပဆ9နဲ့ကပ္ပဆ16တို့ရှိနေကြတာပါအေရဲ့ထုတ်ပြန်ချက်အရလက်ရှိမှာတိုက်ပွဲတွေဟာ ပတောင်းမြို့နယ်ကကာဘာဆာ16အနီးနဲ့ညောင်ကျိုးကျေးရွာအနီးတွေကိုရောက်ရှိနေပြီလို့သိရပါဗျ။ဒီတိုက်ပွဲတွေမှာစစ်ကော်မရှင်တပ်သား30ထွက်ပြေးလာပြီးအလံပြူထောင်လက်နက်ချခဲ့တာရှိတယ်လို့အေကဆိုပါဗျ။ဒီတိုက်ပွဲတွေမှာတော့စစ်ကော်မရှင်ရဲ့ချင်းမြန်တပ်ရင်361 363 368 36ကစစ်ကော်မရှင်တပ်သားတွေပါဝင်တယ်လို့သိရပါတယ်။ညောင်ကျိုးဘက်မှာတော့စစ်တပ်ဘက်ကပြန်ပြီးတော့ဒဏ်ပြန်တိုက်စစ်တောင်လုပ်တယ်။ဒါပေမဲ့ အဲ့ညောင်ကျိုးပေါ့နော်အဓိကအဲ့ညောင်ကျိုးစခန်းမှာထိုင်ထားတော့သူတို့ဒီစင်လန်းအနေနဲ့တက်มาတယ်လန်ကြနေပေါ့စစ်တပ်ကတော့တိုက်စစ်ပေါ့ဒီပြီးတော့ဒီရိုးအောင်มาဆိုရင်လည်းကပ္ပစ16ဘက်ကိုဝင်လာတာမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အခုကပ္ပစ16ကနေကပ္ပစ16ရဲ့ဟိုဘက်သုံးလုံးကုန်းလို့ခေါ်တာပေါ့အဲ့ point 666စခန်းသားထိရောက်နေတယ်အဲ့ဘက်မှာလည်းစစ်တပ်ကရိုးပေါ်ကိုတက်လို့ရအောင်ဆိုတော့ဒါမြန်တိုက်စစ်ပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးအမ်းမျိုးကိုထိန်းချုပ်လိုက်တဲ့အေအတွက်အမ်းမျိုးလက်မလွတ်ရသေးဟာမကွေးတိုင်းကဝင်ထွက်လို့ရတဲ့အမ်ဘဒန်လန်ကိုထိန်းချုပ်ထားနိုင်ဖို့လိုအပ်တယ်လို့စီးရဲအကဲအခတ်တွေကပြောပါတယ်။အမ်းမျိုးဟာစစ်ကော်မရှင်အတွက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံးဆုံးရှုံးထားရတဲ့မျိုးဖြစ်တယ်လို့ရခိုင်ပြည်နယ်တောင်နှင်းမြောက်ကိုဆက်သွယ်ထားတဲ့မော်တော်ကားလမ်းဆောင်ရနေရာဖြစ်လို့အချက်အချာကြားတဲ့နေရာလေးဖြစ်ပါတယ်။လက်ရှိမှာတော့အမ်ဘဒန်လန်မှရခိုင်ရိုးမပေါ်မှာ စစ်ကောင်မရှင်ရဲ့နိုင်ရီကန်စကန်ကြန့်ရှိနေစေဖြစ်ပါတယ်။အေနဲ့ဘူပေါင်းတပ်တွေအနေနဲ့နိုင်ရီကန်စကန်ကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းတည်းကစတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ဝင်းရံပိတ်ဆို့ထားတဲ့အခြေအနေလို့အေကထုတ်ပြန်ပါတယ်။ဒီတိုက်ပွဲတွေကအလင်းဝင်လာသူတွေလည်းရှိနေပြီးနိုဝင်ဘာလ10ရက်နေ့တရက်ထဲမှာပဲစစ်ကောင်မရှင်တပ်ဘက်ကစေတကြက်တအုပ်နဲ့ပြည်သူစစ်တအုပ်အလင်းဝင်ရောက်လာခဲ့တယ်လို့အေကဆိုပါတယ်။အခု မကွေးဘက်ကနိုင်ရီကန်ဘက်ကိုကြည့်မယ်ဆိုရင်တော့စစ်တပ်ကတိုက်စစ်ဆင်မှုနိုင်ရီကန်ကိုကြော်ပြီးတော့တိုက်စစ်ဆင်မှုပေါ့နော်ဒါပေမဲ့ပင်မာဂုံးလို့ခေါ်တဲ့ကဘာလုံးဂုံးကနေရှေ့မှာတာဝါရိုင်ဂုံးဆိုတာရှိအဲ့တာဝါရိုင်ဂုံးကိုသူတို့မကြော်နိုင်ဘူးမကြော်နိုင်တဲ့တာဝါရိုင်ဂုံးကိုမကြော်နိုင်တဲ့အပြင်ပေါ့နော်ဒီနိုင်ရီကန်ကိုအထောက်ကူပြုစခန်းလုံးမဲ့ဟာကိုသူတို့ဒီလမ်းဟောလမ်းတက်ကနေပိတ်ပြီးတော့တိုက်နေတာဒါပေမဲ့စစ်တပ်ကလည်း တော့ချောက်ပဲအခုချိန်ကြီးကတော့အင်အားခဲရန်တော့ဖြည့်နေတော့မယ်ဒီနိုင်ငံစခန်းကနေသူတို့ဖောက်ထွက်နိုင်တာနဲ့အန်ဘက်ကိုသွားမှာအဲ့တော့အဲ့ဒီဘက်ကတော့အဲ့ဘက်ကလည်းတိုက်စစ်ပဲရှခိုင်းပြည်နယ်တောင်ပိုင်းကနောက်ဆုံးမြို့ဖြစ်တဲ့ဂွားမြို့ကိုအေတပ်တွေကတိမ့်ပိုက်စိုးမိုးထားသလိုအေနဲ့ဖူးပေါင်းတပ်တွေရဲ့စစ်စင်ရေးတွေဟာ အီယော်ရီတိုင်းတဲ့ကတာပေါင်းမြို့နယ်လေးမျက်နှာမြို့နယ်ပတ်ဝန်းကျင်တွေအထိရောက်ရှိနေတယ်လို့အေရဲထုတ်ပြန်ချက်အရသိရှိရပါတယ်တာပေါင်းမြို့နယ်ဟာမြို့တော်ပသိမ်နဲ့မိုင်20ကျော်အကွာအဝေးမှာရှိတဲ့မြို့ဖြစ်တယ်လို့လေးမျက်နှာမြို့နယ်ကတော့ဂွားမြို့နယ်ကိုဝင်ရောက်တဲ့ဂွားငတိုင်းချောင်းလမ်းမကြီးနဲ့မလမ်းမကမ်းမှာတရှိနေတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် ARD တိုင်းမှာ AA တပ်တွေဟာရခိုင်ပြည်နယ်ဝင်ပေါက်ထွက်ပေါက်ကိုထိန်းထားဖို့စူးစမ်းနေတာဖြစ်တယ်လို့ အီယာရီတိုင်းအတွင်းပိုင်းကိုလည်းရောက်ရှိနေတာလို့ဆိုနိုင်ပါတယ်။နှစ်ဖက်တိုက်ပွဲတွေတဲစစ်ကော်မရှင်တပ်ဘက်ကဖမ်းဆီးရမိသူ20နဲ့လက်နက်ချအလင်းဝင်သူ20ကျော်ခန့်ရှိတယ်လို့သိရပါတယ်။အေရဲ့ထုတ်ပြန်ချက်အရအီယာရီတိုင်းကတိုက်ပွဲတွေမှာလက်နက်ချသူတွေဟာစစ်ကော်မရှင်ရဲ့ခြေမြန်တပ်ရင်း4 5 6 10ခြေလင်တပ်ရင်း35 80တပ်မ66လက်အောက်ခံတပ်ရင်းတွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလာယ63အိမ်မဲနဲ့ခလာယ2ခွန်တဲ့ပသိမ်တက်ရင်းတွေကအလင်းဝင်ရောက်လာသူတွေဖြစ်တယ်လို့သိရပါတယ်။အဲအီအော်ဒီဘက်မှာကျတော့အာရခနဲ့ပူပေါင်းတက်တွေကတိုက်စစ်လို့တုံးလို့ရတယ်။ဘာလို့လဲဆိုတော့မြောက်ဆန်းပေါ့နော်ဆက်ဆက်ယူမြောက်ဆန်းဘက်မှာအာရခနဲ့ပူပေါင်းတက်တွေကနောက်လျှောက်ပဲတိုက်စစ်ဆင်းနေတာ။အဲအဓိကပေါ့နော်ဆက်ဆက်ယူဆိုလဲအဲဆက်ဆက်ယူဆိုရင်လဲတော်လိုင်းတက်တွေကပြန်ပြီးတော့ပေါ့နော် ဟိုဆက်ဆက်ယူအဲ့တရွာလုံးကိုလည်းအာရခတ်တတော်ကထိမ့်ချုပ်ထားတယ်အပေါ်ကအဓိကကြတဲ့ဖျားကုန်းကိုလည်းဒီထိမ့်ချုပ်ထားတယ်ပြီးရင်မြောင်ဆန်းပေါ့နော်မြောင်ဆန်းအမြောက်တပ်ဆိုရင်လည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတာအဲ့တော့ AOD ဘက်မှာတော့ AE ကထိုးစစ်လို့ပြောလို့ရပဲဒါပေမဲ့ထိုးစစ်ဆိုပေမဲ့ तू ကဒီပေါ့နော်တာပေါင်းတို့ရေကြီးတို့ဘက်မှာအရင်တိုက်ထားကြမှာသူတို့ဒီခွတ်တန်ရွဲဘက်ကိုဝင်လာမှာဆိုတော့ပေါ့ အေးဟာရခိုင်ပြည်နယ်ထဲမှာနပခါလို့ခေါ်တဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကိုပါချိန်မုံပြီးတပြည်နယ်လုံးနှိပါကိုတင်ဖိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒါရီမကပဲပြည်နယ်ရဲ့အဓိကဝင်ပေါက်ထွက်ပေါက်တွေဖြစ်တဲ့မကွေး၊ပဲခူးနဲ့အေရော်ရီတိုင်းအဆက်တွေကိုပါစစ်စင်ရေးပြုလုပ်ပြီးထိန်းချုပ်ထားတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကတော့ရခိုင်ပြည်နယ်ထဲအေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကအရက်သားပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေသလိုရေချောင်း၊ကုန်းချောင်းတွေကနေ စစ်စင်ရေးတွေပြန်လုပ်ဖို့ကြံရွယ်နေတာတွေလည်းတွေ့ရတယ်လို့စေအကဲအခက်တွေကပြောပါတယ်